အပိုင်းလက်ရှိလို့ရှင်တချို့ဘုန်းကြီးတွေကသာသနာလည်းဝင်ပြီးတော့သာသနာကိုရွေးချယ်ရှိနေဖြည့်စည်လာလို့တော့ထင်ရတယ်တဲ့လားနောက်ပိုင်းလက်ရှိလို့ရှင်တချို့ဘုန်းကြီးတွေကသာသနာလည်းဝင်ပြီးတော့ တာတာကိုရွေချက်ကြီးနဲ့ဖြည့်စည်းလာလို့တော့ထင်ရတယ်တလားတာဝင်ကလေးကတရေမမှန်တဲ့အခါကြတော့နော်တာဝင်ကလေးကတရေမမှန်တဲ့အခါကြတော့နောက်ပိုင်းကဘီတာတွေကပြတာပဲနော်သူတို့ကတာတနာကိုကြီးညိုလို့ဝင်တာမဟုတ်ဘူးဟမ်လူလောကမှာပြမလောကမှာဘာမှတုံးသားလို့မရလို့အလုံးမလုံးရှင်လို့ပြင်လွန်အာကြီးလို့တာသာနေမဲ့လို့ရှိရင် ကောင်းကောင်းနေလို့ရတယ်ကောင်းကောင်းစားလို့ရတယ်အဲ့ဒီရွေးချယ်တော့ဝိတဲ့ပက္ခုကအရင်များရတယ်တိလားတကယ်သာသနာကိုကြီးညူလို့သာသနာပုံပြီးတော့အရှိကြအောင်လို့သာပေတင်ကြမဲ့ကုရိုတွေတရားဘာဝနာသီမံကုရိုကအမှန်တည်းပါတယ်အဲ့လိုပေါ့လို့ပေးတာတွေကအရင်များတာဖြစ်ပါနော် ဒီဗီဒီယိုကြည့်ပြီးတော့ဦးသင်းကဟိုဒီကနေ့ကမှပါတယ်သက္ကဝုဒိတုကတကြဝရေမင်းကျင့်စဉ်၃ခုကိုတွားပြီးတော့အမှတ်ရပါတယ်အဲ့ဒါကနံပါတ်၁အကျင့်ကဘာလဲသူတို့ချင်းတကြဝရေမင်းကားတဲ့တရားကိုမိခိုးပြီးတော့တရားကိုကျင့်သုံးပြီးတော့မိမိရဲ့တာသမီတဏိမယားတွေနော်သတိဘောပါတွေ လောက်အောက်ခံမင်းတွေနော်ယဟန်ပုံနာတွေပြည့်ကျင်တဏပုံမှာနေထိုင်တဲ့လူတွေနောက်ဆုံးသူတို့ချင်းကိုယ်နိုင်ငံအသင်းမှာရှိတဲ့တာရဲတိရိစ္ဆာန်တွေပေါ့သူတို့ကိုယ်တော်မှလုံခြုံမှုကို ပေးရပါတယ်နော်အဲ့ဒါကနံပါတ်1ကျင့်တင်ပေါ့တိရိစ္ဆာန်တော်မှကာကွယ်ရမယ်ဆိုလို့ရှိရင်လူတွေသူတို့ချင်း ြောမနေနဲ့ပေါ့နံပါတ်2ကျင့်တယ်ငါဘာလဲဆိုလို့ရင်အနိုင်ထက်တင်းနေမလောက်ကဘူးပြီးလို့ချင်းပစ္စည်းဥစ္စာမရှိတဲ့လူတွေကိုပစ္စည်းဥစ္စာထောက်ပံ့ပေးရမယ်ပေါ့လူတွေဘာကြောင့်ခိုးတယ်လဲဆိုလို့ချင်းသူတို့မှာသာဝတ်နေရေးအဆင်ပြေတဲ့အခါကျတော့ပညာလက်မတက်တဲ့အခါကျတော့ကြံမိကြံရကြံမိတာဖြစ်ပါတယ်ဥစ္စာတီလဥစ္စာရှိမှတီလဆောင်မယ်ဆိုတဲ့သကပုံတိုင်းမှာပဲဟုတ်လားဥစ္စာပေးရမယ်ဆိုတာကကျတော့လူတိုင်းကို ဒီနေ့ခင်မှာတော့လူလူဦးရေကတိုးတက်လာတဲ့အတွက်ကြောင့်လူတိုင်းကိုတော့အုတ်တာလည်းပေးလို့မရဘူး။ဘာလို့ပေးရမလဲဆိုလို့ချင်းစီပွားရေးလုပ်ဖို့အသင်ပြေအောင်ဖန်တီးပေးရမယ်။နော်။ဒီနေ့သာတာဝန်ရေးအသင်ပြေဖို့အထွတ်တဝါကလေးတိုးပေးရမယ်တိုးမြင့်ပေးရမယ်အဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်။ဒီလားနံပါတ်3ကကြတော့တကယ်ပညာတတ်ပညာရှိတဲ့ရဟန်းတန်ဃာတွေကို ကုရံချင်းကပ်ပြီးတော့ကုတ္တရဘာလဲအကုတ္တရဘာလဲနော်အပြစ်ရှိတဲ့တရားကဘာလဲအပြစ်မရှိတဲ့တရားကဘာလဲဖြူစင်တဲ့တရားကဘာလဲမင်းကြီးတဲ့တရားကဘာလဲတပိတ္တလို့ဘယ်ဟာကိုမှီလို့ရှိရင်တပိတ္တလို့ရှင်မြင်းသာတော့ကာလာပတ်လို့ကြီးပွားနိုင်တယ်လေတိုးတက်နိုင်တယ်လေဒါတို့ကိုမေးရမယ်နော်အဲ့ဒီအချက်၃ချက်ကိုကျင့်မှာ တကြဝတိမင်းဖြစ်တာပေါ့နော်တကြယတနာစိုက်တာပေါ့ပရမယယတနာတို့မိမယတနာတို့တာယတနာတို့သင်ယတနာတို့မြင်းယတနာတို့လက်နက်ယတနာတို့ပေါ့နော်အဲ့ဒါတွေကစိုက်တာအဲ့ဒါတွေမပေါ်လို့တာအကြီးကနေပြီးသူ့အဖေဖြစ်ခဲ့တဲ့မင်းကိုမေးတယ်မေးတယ်မှဒီလိုဒီလိုလုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုယတနာတွေစိုက်လိုက်မယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော် မြတ်တပြရဲ့ကျင့်ရတော်ရတော်တရာကဘယ်နေရာမှာအတလွန်သုံးပွဲကိုရတာလဲဆိုလို့ရှိရင်လေမဟာပညာမှာအတလွန်သုံးဖြစ်တာမဟာပညာဆိုတာအတိတ်ကိုတစ်အတင်ချင်းနဲ့ကဘာတသိန်းကို ပြန်ကြည့်နိုင်တဲ့အရာပေါ့နော်အရာပေါ့အဲ့ဒီပုဂ္ဂိုလ်ရတာ၄ဦးပဲရှိတယ်အဲ့ဒီအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်၄ဦးပဲရှိတယ်အဂတဘက2ပါးရဲ့ အရှင်ဘာကုလရဲ့ဇတတရာရဲ့ပေါ့နော်ဒါကသူ့ရဲ့လူဘဝနာမည်ပဲသူရဟန်းရဟန်းမဖြစ်တဲ့အချိန်မှာရတဲ့ပွဲမိကကြတော့ပရကိသနာနော်ပရကိသနာကောတာပရကိသနာ theory မှကြီးပေါ့ဇတတရာကနာမည်လေးမျိုးရှိတယ်နံပါတ်၁ဘာဝလမာတာနံပါတ်၂ဇတတရာနံပါတ်၃ပိန်ပါဒေဝီနံပါတ်၄ ဘရကေသနာတပည့်နာမည်၄မျိုးရှိတယ်ဗျ။သူရတဲ့ဘွဲကတော့တစ်အတင်ချင်းနဲ့ကဘာတဲ့င်းကို ပြန်မှတ်မိနိုင်တဲ့ပြန်အောင်မိနိုင်တဲ့မဟာပညာပတ္တာမဟာပညာမှာဣတရရတဲ့ထေဒီမာကြီးဖြစ်ပါတယ်